မိဘအတွက်ရန်ကုန်ကိုအရင်ဆုံးလာတဲ့မတန်ဆွမ်းအမျိုးသမီးကို အားတက်တရောကုညီလူတန်းပေးခဲ့တဲ့ကိုဖြူပရိသတ်များရှင်ကိုဖြူကတော့ brighter look ကိုလောက်ကင်နေတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ခက်ခဲချိုးတက်နေတဲ့သူတွေကိုဘဝရဲ့ခက်ခဲမှုတွေအဆင်ပြေအောင်အကျိုးဆောင်ပေးနေသူဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာကိုဖြူစီကိုမတန်ဆွမ်းအမျိုးသမီးတစ်ယောက်ကလာရောက်ပြီးတော့အကူအညီတောင်းခဲ့ပါတယ်။ အမျိုးသမီးကခြေထောက်မတန်ဆွဲတဲ့အတွက်လမ်းကောင်းကောင်းမလျှောက်နိုင်ပါဘူး။နေဘက်မှာနေတာဖြစ်ပြီးတော့ရန်ကုန်လည်းတခါမှမရောက်ဘူးပါဘူး။ရန်ကုန်မရောက်ဘူးပေမဲ့လည်းကိုဖြိုးစီမှာအကူအညီတောင်းတင်လို့အရေးစွန်ပြီးတော့တက်လာခဲ့ရပါ။လမ်းမလျှောက်နိုင်တဲ့မတန်ဆွဲတယောက်ကရန်ကုန်တယောက်တည်းလာဖို့ဆိုတာမလွယ်ကူပါဘူး။ခြေထောက်ကမကောင်းတာမို့လက်မှာခုံလေးခုပြီးတော့သွားရတာဖြစ်ပါတယ်။ဒီလိုနဲ့ရန်ကုန်ကို ကားကြီးစီးပြီးတော့လာခဲ့ရဖြစ်ပါတယ်။ မတန်ဆွမ်းမျိုးသမီးမျောလင့်တာကတော့ကိုဖြိုးစီကနေ 3သိန်းလောက်ရရင်ကိုကျင်းနေနေတာဖြစ်ပါတယ်။နှစ်သိန်းရလန်စီဖြစ်ပြီးတော့3သိန်းလောက်အိမ်ပြန်ပိုင်ရောရပါပြီ။ဒါကြောင့်မို့ကိုဖြိုးနဲ့တွေ့ရဖို့အကြာကြီးကိုချိန်ကုန်ခံပြီးတော့စောင့်ဆိုင်ခဲ့ပါတယ်။တွေ့ရတဲ့အချိန်မှာတယောက်တည်းအရင်ဆွလာတယ်လို့သိရလို့ကိုဖြိုးကလည်းစိတ်မကောင်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်မို့မတန်ဆွမ်းမျိုးသမီးအတွက်ငွေ3သိန်းလူပေးခဲ့ပါတယ်။3သိန်းတင်လူပေးတာကမပြီးသေးပဲပြီးခဲ့တဲ့ကြမှာတော့နောက်တစ်ချိန်လူပေးခဲ့တာဖြစ်ပါတယ်။ဒီတစ်ခါလူပေးတာက မတန်ဆွမ်းမျိုးသမီးရဲ့ဘဝနဲ့မိဘရဲ့အခြေအနေကိုပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။မိဘတွေကနေမကောင်းလို့ဆေးလေးကူဖို့အရင်ဆုံးခဲ့ရတဲ့အကျိုးက အရန်ဟိုများသွားခဲ့တာဖြစ်ပါတယ်။ကိုဖြိုးကဒီမျိုးသမီးအထွက်ကိုသွားလာရေးလွယ်ကူအောင် WeChat တစည်းလှူပေးခဲ့ပါတယ်။ WeChat ကိုလည်းအဟောင်းဆိုင်ရတွေသွားဝင်လာခဲ့တာမဟုတ်ဘဲအစ်စ်ဝယ်ပေးခဲ့တာဖြစ်ပါတယ်။ WeChat အစ်စ်ကိုပက်ကင်ပိတ်တဲ့မတန်ဆွမ်းမျိုးသမီးကိုလှူပေးတာဖြစ်ပါတယ်။ဒါအပြင်အလိုရဆုံးရဖြစ်တဲ့ Japan Modern စက်တလုံးလှူပေးခဲ့ပါတယ်။ Modern စက်ကမျိုးသမီးအထွက်အရန်ကိုအသုံးဝင်သွားပါပါ။ခြေထောက်ပတ်သက်ပေမဲ့ မိဘစာဝတ်တွေရဲ့အထက်ဆက်ချုပ်ပြီးတော့လောက်ကရင်ကျွေးမွေးနေတာဖြစ်ပါတယ်။ဆက်ချုပ်တဲ့နေရာမှာလဲမော်တာဆက်မဝေနိုင်တာမို့ရေရိုးဆက်တဲ့ဒါဆက်ချုပ်တာဖြစ်ပါတယ်။ ရီယိုဆက်ကိုအောက်ခြေအခံမှာခြေထောက်နဲ့တွန်းပြီးတော့ချုပ်တာဖြစ်ပါတယ်။ဒီလိုခက်ခဲနေတဲ့အပူတွေအခုတော့ငြိမ်းအေးသွားပါပြီ။တရက်လုံးရှာမ9000လောက်သာရတဲ့အခြေအနေဖြစ်ပါတယ်။စက်ချုပ်ပိုင်းရလဲရွာမှာပေါင်းတော့မျက်ရှင်းအလုပ်ကိုလိုက်လုပ်ပါတယ်။အလုပ်တိုင်းလုပ်ပြီးတော့မိဘတွေကိုရှာကျွေးနေရဖြစ်ပါတယ်။ဒီလိုအခြေအနေကိုအခုချိန်မှာမော်တာဆက်ရလာလို့လွယ်ကူစွာနဲ့ကြော်ဖြတ်နိုင်တော့မှာဖြစ်ပါတယ်။ဒါအပြင်ကိုဖြိုးကဒီနေ့တင်လာဆိုတော့မဟုတ်ပဲတဲ့ မွေသားကိုလည်းသိန်း30တောင်မှလူဒန်းပေးခဲ့တာဖြစ်ပါတယ်။23သိန်းကလည်းလောကင်စားသုံးလို့ရတဲ့ငွေပမာဏဖြစ်တာမို့မျိုးသမီးအတွက်ကတော့အရန်ကိုအဆင်ပြေနေပါပြီ။ဒီငွေလူပေးတာကိုပြင်ရတဲ့အချိန်မှာအရန်ကိုပြည့်ရွှင်သွားခဲ့တာပါ။ငွေအားလုံးကိုလည်းသူ့ဘဝမှာတစ်ခါမှမမြင်ဘူးပါဘူး။တစ်ခါမှမမြင်ဘူးတဲ့ပမာဏကိုရရှိသွားတဲ့အတွက်အတိုင်းမသိအောင်ကိုဝန်ခံရရပါ။မျိုးသမီးကဒီငွေအားလုံးကိုမိဘတွေကိုပြန်ပေးပါပါ။မိဘတွေသာမြင်ရင်အရန်ကိုပြည့်ရွှင်နေမှာလို့ PD ဖြစ်နေတယ် ပါဒီငွေပမာဏကသူတို့အတွက်တော့ဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်တာကြောင့်ဖြစ်ပါတယ်တတိယရဲ့အတွက်တော့အသုံးဖြုံးစရာတစ်ခုသာဖြစ်ပေမဲ့သူတို့အတွက်ပြောင်းလဲသွားနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်လီဘာရီယာစားတောက်ဖို့ခက်ခဲတဲ့အခြေအနေဖြစ်တဲ့အတွက်ပထမပေးတဲ့သုံးသိန်းကိုချက်ချင်းအိမ်ပြန်လွှဲပေးခဲ့ရပါပရိသတ်ဂျီရိုနေတဲ့ကောဗတန်ဆွဲမျိုးသမီးကိုကုညီခဲ့တဲ့ကိုဖြိုးအပေါ်အမြင်လေးကောမလီရဲ့မှာရေးခဲ့ပေးပါအောင်အစိုးရတရှိပေးလို့အားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်